တရုတ်နိုင်ငံရွှေလီနယ်ကျေကောင်မြို့မှာအထောက်အထားမဲ့နေထိုင်သူတွေနဲ့နေဆက်ဖြတ်တန်းခွင့်လက်မှတ်တပ်တန်းကုန်နေတဲ့မြန်မာတွေကိုတရုတ်ရဲကနေစဉ်ဖမ်းဆီးနေတယ်လို့အဲ့ဒီမြို့တွေမှာအလုံးလုံးနေသူတွေကပြောပါတယ်အခုနှစ်မတ်လဇန်ပိုင်းမှာဖမ်းဆီးမှုတွေခက်စိတ်စိတ်လှုပ်လာပြီးအဖမ်းခံရသူတွေကိုရွှေလီနဲ့ရင်ကျမ်းမြို့ကအကျဉ်းထောင်တွေစီကိုပို့တယ်လို့ဆိုပါတယ်။နေဆက်ဖြတ်တန်းခွင့်လက်မှတ်တပ်တန်းကုန်နေခြင်းဖြစ်လို့စစ်ရုံတွေကနေအပြစ်မထွက်ရဘူးလို့ရွှေလီမြို့ကအယုတ်စစ်ရုံမှာအလုံးလုံးနေသူကိုဝင်းနိုင်က RFA ကိုပြောပါတယ်။ အဖန်ကြီးကတော့ဒီတိုင်းလူလူကြီးရှိတာဗျာဟိုတအားကျန်းလာနေမကျန်းလာနေပဲကွာတာပေါ့နော်ကျွန်တော်တို့ဆက်ယုံမှနေတာဆိုတော့ဆက်ယုံနေရတော့တအားကြီးတော့မကြောက်ဘူးဗျာနော်ဒါပေမဲ့ပြင်မှာလုံးဝထွက်လို့မရဘူးပြင်ထွက်လို့ရှိရင်အဲရေသားဖောင်းနေပေါ့နော်မြန်မာအများစုရှိတဲ့ဈေးတွေစက်ယုံတွေနဲ့နေရအများအပြားမှာနေစဉ်ဖန်းစည်းနေတာလို့ရွှေလင်းမြို့မှာအလုံးလုံးနေတဲ့ကွက်ခိုင်မြို့ကန်ကိုဒီဒီက RFA ကိုပြောပါတယ်။ကြက်ကွက်တော်တော်များများမှာ စစ်နေရတယ်လူပမာရီနေရဲ့နားဆိုလို့ရှိရင်သူကပူစစ်တယ်လမ်းတော်လမ်းလာတွေအဲ့လိုအိမ်ကြီးမှာဝင်စစ်တယ်ပြီးရလို့ရှိရင်ဈေးဆိုင်ကြီးမှာစစ်တယ်ဆိုရင်နီးနားပေါင်းကြီးမှာရှိရင်ဒီဆိုလို့ရှိရင်အဲ့ဒီစက်ရုံကပေါ့ထောက်ခါစားလို့ကျူအကုတ်ကိုဆိုတာပေးထားအဲ့ကျူအကုတ်မပါလို့ရှိရင်တခါလေးဆွေးတော့မှအဲ့လိုမျိုးပမာရီပြန်ပို့ရတော့ဖမ်းပြီးတော့မှတင်းတင်းကို30လောက်ပဲရှိနေတယ်30လောက်တော့သူဖမ်းနေရတယ် တခါသုံးနေဆက်ဖြတ်တန်းခွင့်လက်မှတ်ဟာတရုတ်နိုင်ငံတည်းမှာ6ည8ခုနှစ်ရက်သားနေထိုင်ခွင့်ရှိပြီးတပ်တန်းကုံရင်မူဆယ်မြို့ကိုပြန်လက်မှတ်အသစ်လုပ်ရပါတယ်။တရုတ်နိုင်ငံတည်းဝင်ဖို့မူဆယ်နေဆက်မှာလူဦးရေ1000နီးပါးနေ့စဉ်စောင့်ဆိုင်နေပြီးနှစ်နိုင်ငံစလုံးကတရက်ကိုလူဦးရေ900နီးပါးသာနေဆက်ဖြတ်တန်းခွင့်လက်မှတ်ထုတ်ပေးကြတာပါ။ ကျဲကောင်မျိုးမှလည်းအလှည့်ကျဝင်ဖန်းနေတယ်လို့လမ်းပေါ်မှာတွားနေတဲ့မြန်မာတွေပါဖမ်းဆီးခံရတယ်လို့ကျဲကောင်မျိုးကစိတ်ုံတစ်ခုမှအလုံးလုံးနေတဲ့အမျိုးသမီးတယောက်က RFA ကိုပြောပါဗျာရဲကောင်ကတက်သွားနေရတယ်အလူကြီးတက်ပြီးပါတယ်ဆိုတော့တွားနေရတယ်သူတို့လမ်းမပေါ်မှာ အဲ့ဒီကကွန်ပျူတာကိုလည်းတာဝန်ထမ်းနိုင်ပါလို့ရှိရတယ်။ flight ထဲမှာရေပုံစံမျိုးဒီကောင်ကမြန်မာပြည်ကကွန်ပျူတာနဲ့တွားရနေတော့ရွှေလီနဲ့ကျဲကောင်မှာအထောက်ထားမဲ့သူတွေဖန်းစည်းခံရတာရှိပေမဲ့မက်လာဇမ်းမိုင်းကတရုတ်အထည်ချုပ်စက်ရုံမှာမြန်မာနိုင်ငံသား900ကျော်ဆန္ဒပြပြီးနောက်ပိုင်းအရင်ထက်ပိုဖန်းစည်းလာတာလို့ရွှေပြောင်းအလို့သမားအကြီးကုညီပေးနေသူတွေကပြောပါတယ် ဖမ်းဆီးခံရတဲ့သူတွေကိုထောင်ဒဏ်တစ်လကနေနှစ်နဲ့ချီအပြစ်ပေးတယ်လို့ပြည်ဝင်ဝင်ပိတ်ခံရတာလည်းရှိတယ်လို့မူဆက်နေဆက်မှာရွှေပြောင်းအလုတ္တမအရေးကုညီပေးနေသူတယောက်က RFA ကိုပြောပါတယ်။ကိုဝင်နဲ့ဆိုရင်တုံးတဲ့တချို့ကြတော့လည်းတပတ်ဆယ်ရက်အဲတစ်လပေါ့ဗျာအဲဒီဆွေလီထောင်မှာတို့မဟုတ်ရင်ညန်းထောင်မှာပို့လိုက်တယ်။အခု9နဲ့6နဲ့ဆိုတော့ကြားလာတာကဒီမတ်လဆန်းဆန္ဒပြမှုအပေါ်မှာဖြစ်လာတယ်။ဟိုမင်းကလေးညားတယ် ဖန်စည်းခံထားတဲ့မြန်မာနိုင်ငံသားအရေးအတွက်အတိအကျကိုတော့ RFA အနေနဲ့တီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးမြန်မာနိုင်ငံသားတွေကိုအခုလိုဖန်စည်းနေတဲ့အပေါ်ရန်ကုန်မှာရှိတဲ့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံကို RFA ကအီးမေးလ်ကနေတဆင့် match လဆယ်ရက်နေကလေးကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေဆိုတာမရှိပါဘူးရှင်